စစ်တပ်ရာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေချောင်းရလဲခင်ဗျားတို့ရဲ့နိုင်ငံအောင်မပြနိုင်ထို့သူလုတ်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေဖန်မိတာမှအချုပ်တဲ့ထဲတယ်ဟာဟာလေးပြေးတာမှအချုပ်တဲ့ထဲတယ်ဒီချက်စဉ်းစားကြည့်ပါအဲ့တော့ခင်ဗျားတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲအဲ့တော့အဆန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ခင်ဗျားတို့ကဘာလုပ်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့ စစ်တပ်အနေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြရမှာမပြတဲ့တင်ကိုပြေးထွက်ချင်တတလုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ကရေးပေါ်ကြော်ထင်ပါဒီနေ့က2025အောက်တိုဘာလ31ရက်နေ့မနေ့ကဖြစ်ပါတယ်ဆိုတော့ခုဆိုလို့ရှိရင်ကျန်းဖက်စစ်တပ်ကသူတို့ဝရဖြန့်တဲ့ရလန့်တွေကိုဝေဖန်နေတဲ့သူတွေကိုအတောင်းလျှောက်ကိုဖမ်းဆီးမှုတွေလုပ်လာပါတယ်ခုနောက်တစ်ခါဆိုလို့ရှိရင်တော့ထပ်ပြီးတော့အာဖမ်းဆီးမှုလုပ်လာတာကဒါရိုက်တာအောင်ချန်းလူကိုစစ်တပ်ကဖမ်းဆီးမှုတွေလုပ်လာပါတယ်ဘာကြောင့်ဖမ်းဆီးတာလဲဆိုလို့ရှိရင်တော့အကျန်းဖက်စစ်တပ်ရဲ့ဝရဖြန့်ခေတ္တမန်ကိုဒေါန်းဆမ်းမဲ့သူများဆိုတဲ့လေးအညာရလန်းအပေါ်မှာဝေဖန်တဲ့ post ကို leverage နော်အပေးခဲ့တဲ့ data အောင်ချမ်းလူကိုစစ်တပ်ကဖမ်းဆီးလိုက်တဲ့ပြန်ဖမ်းဆီးခံရသောနှုတ်ပညာရှင်၄ဦးအထိရှိလာကြောင်းပြောဆိုပါတယ်ဝေဖန်သူများနဲ့မနစ်သက်တဲ့သူများကိုထောင်ထဲကိုတန်းထက်နေတဲ့ခေတ္တမန်ကိုဒေါန်းဆမ်းမဲ့သူများဆိုတဲ့ဝါရဖြတ်အလင်းအငြိရလန်ထဲမှာတယုဆောင်နေတဲ့သူတွေကတော့အာလောင်တိပိတာဖြစ်မှာပါမိသားမိသမီးတွေဆိုရှင်တော့ဆိုတော့ဒီထက်မှာရဲကူပြီးတော့ရဲညိုးတွေကဘယ်သူလဲဆိုလို့ရှိရင်တော့ဒီတင်းအောင်စု ပန်းမြို့တော်ကရက်ကူပြီးတော့ရန်ညိုးမှာကတော့လင်္ကာညုခဆိုတဲ့တေးရကျော်ခဒက်ကလော့ချက်ဦးညိုရဲ့သားဖြစ်ကြောင်းသိရှိရပါတယ်လို့ခေတ္တမီဒီယာသတင်းဌာနမှာရေးသားဖော်ပြတွေ့ရပါတယ်ဆိုတော့တရားကကုသိုလ်ရှိလို့စစ်တပ်ဤဝါရဖြန့်ခေတ္တမန်ကိုတုံးဆမ်းမဲ့သူများအလင်းအညာရလန်းကဲ့ရဲ့နဲ့ပတ်သက်၍ယနေ့ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအယုံရုပ်ရှင်လောကသားများကို အကျန်းဖက်စစ်တပ်ကအစီအဝေးခိုးယူခဲ့ကြောင်းသိရှိရပါတယ်။ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ခုဆိုလို့ရှိရင်တော့အကျန်းဖက်စစ်တပ်ကရုပ်ကိုပွဲအတွဲဒီရလန်းတွေကိုထပ်ပြီးတော့ထွက်ပေါ်ရှိတဲ့ဒီဟာကိုစစ်ပြီးတော့ရိုက်ကူးဖို့အတွက်အမှုပညာရှင်တွေကိုအအကောင်လုံးကိုပါဝင်ပေးရမယ်ပါဝင်ဘူးဆိုလို့ရှိရင်တော့ပါညာလော့မယ်ဆိုပြီးတော့ချင်းချောင်းနေတာကိုကျွန်တော်တို့ကြားရပါတယ်တရင်တွေကိုကျွန်တော်တို့ထပ်ပြီးတော့ဖတ်ကြည့်အောင်ပါဒီထဲမှာဆိုလို့ရှိရင်တော့ဒီ ပြည်တွင်းအနုပညာရှင်များအားလုံးစစ်တရေရွေးကုန်ပွဲအတွက်ဝါရဖြတ်ရက်ကူပေးရက်ကူပေးရမှာဖြစ်ပြီးတော့ငင်းဆန်တို့များအရေးယူမယ်လို့စစ်ကောင်စီကချင်းချောင်းနေပါတယ်လို့သိရပါတယ်ဒီထဲမှာအနုပညာရှင်တွေနိုင်ငံခြားထွက်ရင်ကြိုးတင်အကြောင်းကြားရမယ်ဆိုတာပြီးပတ်ထွက်ခွက်ကတ်တက်လိုက်ပါတယ်လို့သတင်းတွေကြားသိရပါတယ်ဆိုတော့ဒါကတော့ကန့်သတ်မှုကတော့လုံးဝကိုဟုတ်ပါတယ်အခုဆိုလို့ရှိရင်တော့ တချို့မင်းသားမင်းသမီးတွေလာမသိဘူးမြို့ပညာရှင်တွေဆိုလို့ရှိရင်တော့မနေ့ကနိုင်ငံခြားထွက်ဖို့အတွက်လင်းစစ်ကိုသွားနေကြပါတယ်ဂျူတင်အကြောင်းမကြဘဲနဲ့လင်းစစ်ကိုသွားနေလို့ဆိုပြီးတော့ပြင်ပြီးတော့လစ်လာခတ်တယ်လေသူတို့ကြီးလိန်လက်မတွေကိုလည်းဆောင်းရှောင်းနေပါတယ်ဆိုပြီးတော့ဒီစစ်တပ် lobby ဖြစ်တဲ့စစ်တပ်ရဲ့ဘုံမှဖြစ်တဲ့ရောင်လေးနော်ရောင်လေးကအာသူရဲ့ ဝရအသူရဲ့ဆိုရှယ်မီဒီယာပေါ်မှာ Facebook ပေါ်မှာလာမသိဘူးဆိုရှယ်မီဒီယာပေါ်မှာကြီးသားဖို့ပြတာတွေ့ရပါတယ်ဆိုတော့ဒီကဖြစ်ချင်းတို့ဒီကဂျွန်လေးကလည်းသူနဲ့မကင်းဘူးဒီကနဲ့ပတ်သက်ပြီးတော့เนาะဆိုတော့ရန်ယူအခုချိန်မှာဆိုလို့ရှိရင်စစ်တပ်ရဲ့အတွက်လောက်ပေးနေသူကလည်းသူပဲဆိုတာကိုကျွန်တော်မြင်ရတာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာသူရဲ့အာဆိုရှယ်မီဒီယာမှာရေးသားတာတော့ညာက ဒီအနီးနားမှာရှိနေတာဝန်ရှိသူတွေကအကြောင်းကြားပါထွက်မယ်ဆိုရှိရင်ဒါကိုကျွန်တော်ကိုတော့အကြောင်းမကြားပါနဲ့ဆိုပြီးတော့ပြောရေးတာကိုပို့ပြတာတွေ့ရပါတယ်ဆိုတော့ဒီထဲမှာဆိုရှင်တော့နုတ်ပညာရှင်တွေပင်အဒီဘက်ကိုထွက်ဖို့ကြိုးစားနေတဲ့သူတွေအများကြီးရှိနေပါပြီစစ်တပ်ကဘလို့လဲချင်းချောင်းနေထားလဲဆိုတာကိုတော့ကျွန်တော်တို့ပြီးပြီးသားဖြစ်မှာပါအခုဆိုလို့ရှိရင်တော့စစ်တပ်ကရွေးကောက်ပွဲတွေဝါရဖြန်းနေတဲ့ရလန်တွေကိုစစ်ပြီးတော့ရဲဖို့ရှိနေတဲ့သူပါတယ်ဆိုတော့ဒီဟာအကြောင်း ကိုကျင်မှာအကောင်လုံးအမှုပြင်ရခြင်းနဲ့ပါသေးတဲ့သူတွေကိုစိတ်ပြီးတော့ရရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ဒီထဲမှာထပ်ပြီးတော့ရေးသားတာကတော့လောရမှာကတော့ရွေးကုပ်ပွေးနဲ့ပတ်သက်တဲ့သာ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 မျိုးတွေဆောင်ဖို့မျိုးတွေကိုတရော့ချင်းစီပြောရမယ်တဲ့ရဲကူးရဲကိုစက္ကမဖဲရဲပြီးသူ့တော့ပရင်းနဲ့ချိုးဖီချိုးဖီရဲ့ပလက်ဖောင်းအားလုံးမှာထောက်လန့်နေလို့ရင်းရင်းမြစ်က လူကပြောဆိုပါတယ်တဲ့ဒါကတော့စစ်ကောင်စီကကြုံညာပေးရမှာဒီလိုမျိုးကိုလောရမှာကရုပ်ကပွေးနဲ့ပတ်သက်တဲ့စာသားမျိုးအာစာသားမျိုးတွေအာဆောင်ပုတ်မျိုးတွေကိုတရုတ်ချင်းစီကိုပြောရမယ်တဲ့။ဒီကသူတို့တွေတတော်လေးကိုချင်းချောက်ကန်တွေးနေပါတယ်။ဆိုတော့ဒီကကန်တွေးတွေကပုံကတရုတ်မမလွတ်အောင်ပေါ့နော်။တရုတ်မလွတ်အောင်ပုံလုံးနေပါတယ်။ဆိုတော့ဒီကအခုဆိုလို့ရှိရင်ရုရှင်ယလန်တူမဟုတ်ပါတဲ့။ရုရှင်ယလန်တူမဟုတ်တော့ပါဘူး။ဟုတ်ပြီဟုတ်ပြီ။ဒီကတရုတ်ချင်းစီမှာစက္ကမဖက်က ရွေးဆိုခန်းတဲ့စားသားတွေကိုအာကိုရက်ဆိုတဲ့ဗီဒီယိုရက်ကိုရေးဖြစ်တယ်လို့ဒီလေးသိရပါတယ်တဲ့။ရာကတော့စက်တက်အတေးတမကိုခန်းနေပါတယ်။ရာကမင်းသမီးသမီးတွေကအကောင်လုံးကိုထုတ်ခန့်နေပါတယ်ဆိုတဲ့သဘောမျိုးကိုလော့ကျင်တာဖြစ်ပါတယ်။ရာကသူတို့တွေအာဒီရက်ကိုပွဲကကောင်းတဲ့အကြောင်းဒီလိုမျိုးကိုလော့ရမယ်ဆိုတဲ့အကြောင်းကိုသူတို့ကူတိုင်ရက်ပြီးတော့ရာကသူတို့ဖြတ်ပေးရမယ်။အေးဟုတ်တယ်ရာကသူတို့မလော့ပေးတဲ့သူတွေကတော့ ဖန်စီမေချင်းချောက်မေပါညာပေါ့နော်ဒီဟာကိုလာမှာဆိုတော့ဒီထဲမှာဆိုလို့ရှိရင်သူတို့အခက်ခက်အခုခက်သမန်းကိုရောင်းစမ်းမဲ့သူများဆိုတဲ့ရုပ်ကိုပွေကံပင်ရက်ကမှာလူထုတော့ပြန်မှုနဲ့အာဘွဲကောမှာလူထုဖက်ကအောင်မြင်ခဲ့တဲ့အတွေ့လူထုနဲ့ဘာလူထုနဲ့ဘာရန်တက်ပေးတယ်လို့မင်းတယ်လို့စစ်တရေအခုဖြစ်အားပေးမှုအပေါ် အနုပညာရှင်အနုပညာရှင်အနုပညာလောကသားတူကပြောပါတယ်တဲ့ဒီဟာကကိုချင်းမှာအကောင်လုံးခံနေကြတာဆိုတာကတော့အကောင်လုံးပြပိတဖြစ်အောင်ပါဆိုတော့ဒီထန်းနိုင်ငံမှာဆိုလို့ရှိရင်သူတို့တွေအာရောင်တင်ဖို့ကြိုးစားတယ်ရောင်တင်မဲ့လေဒီသူတွေကြီးမြင့်သူတွေကမရှိဘူးဟန်းရောက်နေတဲ့မြန်မာပြည်သူဘယ်လောက်ထိမြားလဲဆိုတော့အားလုံးပြပိတဖြစ်အောင်ပါဆိုတော့ဒီဒီအထိမှာတော့မကြီးနေမဲ့သူမရှိဘူးဆိုတော့ကျွန်တော်တို့အာကောင်းကောင်းကြီးကို အာမိန်တွေးရတာဖြစ်ပါတယ်ဆိုတော့ဒါကတော့တခုပေါ့နော်နိုပင်ရရှင်နေနဲ့ပတ်သက်ပြီးတော့စစ်တရဲ့အာလောဆောင်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အာပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ဒီတမန်ကိုတောင်းဆန်းမဲ့သူများဆိုတဲ့ရလန်းကိုဝေဖန်နေတဲ့သူတွေဟဟပေးနေတဲ့သူတွေ ပြီးရင်ဝေဖန်တာတောင်မှသူတို့တွေနင်းနေပါသူတို့ခန်းစားချက်ကိုရေးပြီးဆိုလို့ရှိရင်သူတို့နေနင်းနေဆက်ဆက်လာပြီးဆိုလို့ရှိရင်ဖန်တဲ့စီးလေးပေါ့နော်ရုံမျိုးကိုလုံနေပါလေဆိုတော့ယူတက်မရှိနေတဲ့ပြီးသူတွေတတိထားကြပါစစ်တက်ကတော့မထင်မထင်သူတို့ကိုနောက်ရှော့ကိုဖန်လာမှာပြီးသူတွေကြောက်လာအောင်နော်မင်းတို့တွေနင်းနေပြောမယ်ဆိုလို့ရှိရင်ဒီမျိုးကိုလုံမယ်ဆိုတဲ့သဘောမျိုးတွေကိုချင်းချောက်တဲ့သဘောမျိုးတွေကိုပြောလာမှာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာ ASEAN ကိုလက်တက်ခွက်မရတဲ့မြန်အောင်လန်ရဲ့တပည့်မြန်အောင်လန်ကတော့နော်သူရဲ့တပည့်တွေကိုဘူးတဲ့ ပါဒင်းပြောခန်းနေပြီလေဘလူတွေပြောခန်းနေလေဆိုလို့ရှိရင်တော့လွန်ဆန်းစုကျင်တဲ့တမန်အိုဝမ်မင်းတို့ကိုရင်ညွတ်ရထောင်ကျနေသောရရဝက်သားညာနဲ့အာဆီယံထူးကိုယ်စားလှယ်တို့ကိုတွဲဆောင်ခွင့်ဗီနန်အာဆီယံအစည်းအဝေးတို့မင်းအွန်လိုင်းကိုတက်ခွက်ဆက်ပစ်ပြီးမှုပေါ်မှာယိုမင်းထွန်းဒေါသတကြီးပြောင်းပြန်လိုက်ပါလေတော့ခက်တဲ့မီဒီယာသတင်းဌာနမှာရေးသားလို့ဖော်ပြတာတွေ့ရပါတယ်ဆိုတော့ဒီကက အခုချိန်မှာဒီ ASEAN ခက်တဲ့အစည်းအဝေးမှာဆိုလို့ရှိရင်မင်းအောင်လည်းတက်ခွင့်လည်းမပေးဘူးအဲ့ဒီဘင်းဒီ ASEAN ကလည်းငေါ့ဝကိုတက်ခွင့်ရမှာကြာအခုချိန်သူတို့အာပြဋ္ဌာန်းတဲ့အခြေအနေမှာဆိုလို့ရှိရင်เนาะဆိုတော့ဒီထက်မှာဆိုလို့ ASEAN ဥက္ကဋ္ဌရဲ့အထူးကုစလေလာတန်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လက်ရောနိုင်တဲ့သူတွေနဲ့တွေးနိုင်ရေးကိုတွေးဆောင်နိုင်ရေးပေါ့နော်တွေးဆောင်နိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့ တွဲဆောင်နိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရရွေးမှုနယ်ကျိုးလွန်ပြီးရရွေးမှုပြစ်ဒဏ်ခံနေရတဲ့ထောင်ကျတွေနဲ့တို့ကျွန်တော်တို့တွဲဆောင်ခွင့်ပေးနိုင်ချိန်မှာပေးပါမယ်တဲ့။လူမျိုးကိုတော့ပြင်လာဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်တော့ဒီစစ်တပ်ရဲ့ဂျင်းပါမေရုပ်ကိုပွဲကိုအာဒီအာဆီယံဖက်ကပေါ့နော်။အာသူအများကြိုက်တဲ့နေတဲ့ ရုပ်ကပွင့်မဟုတ်ဘူး။ညားကချင်းပြင်ဆင်သိပြီဆိုတဲ့သဘောမျိုးနဲ့ကိုပြောလာတဲ့အတွက်ကြောင့်ဒီလိုမျိုးကိုတော်လေးကိုခံစားနေကြရနော်။ဒေါသတဲ့ကြီးကိုပြောဆိုတာဖြစ်ပါတယ်။ဘီနင်္ဂမှာရောတွဲဆောင်ဖွင့်ပေးမှလဲဆိုလို့မေးခွန်းထောက်ချင်ပါတယ်ဟုဂျွန်မင်းထရန်ကဆိုပါတယ်တဲ့။အာဆီယံဖို့အများအားလုံးရဲ့လွတ်လပ်မှုအချွတ်အချက်အာနာပန်ဆန်မှုတန်းတူရည်တူရှိမှုနဲ့နေမေတည်တက်ခံမေရည်မှုနဲ့မျိုးသားရည် လက္ခဏာပေါ့နော်လက္ခဏာများကိုလေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝန်ရောက်ဆုတ်ဖတ်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမေတရိပြုနံဖို့လိုမျိုးလိုမှာဖြစ်ပါတယ်အာဆီယံအဖွဲ့ဒီအဖွဲ့ကြီးစတင်ဖွဲ့စည်းတဲ့အချိန်မှာစာပြီးအဖွဲ့ဝင်နိုင်ငံအားလုံးလက်ခံထားတဲ့အချက်တန်အာဆီယံဝက်ပေါ့နော်ဒီအာဆီယံစပင်းစပရင်ကို လိုက်နာမည်ဆိုရင်အာဆီယံအခွင့်အရေးပုံမူစည်းလုံးအကျိုးဖြစ်စေထွန်းနိုင်မှာဖြစ်မည်လို့ပြောကြားချိန်ပါလို့ဆိုပြီးတော့အကျန်းဖက်ယောမင်ထွန်းကပြောဆိုလာတာဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့အာဆီယံထိပ်မှာမင်းတို့တွေဒီလိုမျိုးကိုကန့်ကွက်နေကျွန်တော်တို့အဘကိုဝန်ကွက်နေဆိုလို့ရှိရင်တော့ကျွန်တော်ထွက်ချင်ပြီးထွက်မယ်ဆိုတဲ့သဘောမျိုးတော့ကိုအာ ချင်းချော်ပြောဆိုလာတာကိုကျွန်တော်မိတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကိုသူတို့တွေကလော့လာပါတယ်သူတို့ရုပ်ကိုပွေးကိုပြီးသူတွေကလက်မခံဘူးမျိုးတွေဆက်ပြီးတော့မလို့ကြပါနဲ့အောင်ဒီသူတွေအားလုံးပါဝင်တဲ့ရုပ်ကိုပွေးကိုဖြစ်စေချင်ပါဆိုတဲ့သဘောမျိုးနဲ့အာဆီယံဖက်ကလည်းပြောလာတော့ဒီလိုမျိုးကိုအာဖြစ်လာကြပါတယ်တော်တော်လေးကိုဒေါသထွက်နေပါတယ်တော့တရင်တွေပါကျွန်တော်တို့ကြည့်ရပါတယ်တစ်ခုတရင်ကတော့တရင်ကောင်းတစ်ခုဖြစ်ပါတယ်ဒါကတော့ကချင်ပြည်နယ်ဘိုဒါဥခရံကွန်လန်ပူမြို့နယ် ရှင်းခုံဒေသမှာရှိတဲ့အကျန်းဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းနှစ်ခုကို KNA တပ်ဖွဲ့ကထပ်မံတိမ့်ပတ်လိုက်ကြောင်း KNA စစ်တရင်ရေးမှကပြောဆိုပါတယ်ဆိုပြီးတော့ခက်တဲ့မီဒီယာသတင်းဌာနမှာပို့ပြီးတာတွေ့ရပါတယ်ဒီထက်မှာဆိုလို့ရှိရင်တော့လန်စေယွာအထက်မခွန်တန်းယွာနဲ့ရှင်းခုံယွာကျမ်းမှာရှိတဲ့စခန်းနှစ်ခုမှာစက္ကတ်တွေထိခတ်သေးဆုံးမှုလက်လက်ခေယံပစ္စည်းတွေတင်းစီရရှိမှုရှိပေမဲ့အရေးအတွက်အတိအကျမသိရသေးဘူးမသိရသေးပါတဲ့ လေကြောင်းလာတာတော့မရှိပါဘူးဟုရန်အစီအသရင်ကြီးမြေကပြောဆိုပါတယ်နောက်တစ်ခုသတင်းကတော့အခုမန္တလေးတန်းထိုးကြီးမြို့နယ်ကံကြီးရွာတွင်အထံချက်တဆွေထားသောအကျန်းဖက်စစ်တပ်စခန်းကိုဝန်ရော့တက်ခိုက်ခဲ့ရာမစတာ၅ဦးသေဆုံးခဲ့ကြောင်းမင်းချန်ခရဲအမတ်တီတရင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်လို့ခေတ်သစ်မီဒီယာသတင်းဌာနမှပြပြတွေ့ရပါတယ်ဒီဟာကကံရွာကြီးရွာကံကြီးရွာပေါ့နော်ကံရွာကြီးရွာမှာကစစ်ခွေအင်အားက ခမန်းချေက90ဝန်းကျင်လောက်ရှိမယ်လို့သိရပါတယ်။တပ်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ကွက်တွေကအလုံးတွေနဲ့ဒဏ်ရာရတဲ့ကောင်တွေကိုကားတွေနဲ့မြုပ်ထိပ်ကိုတည်သွားတယ်လို့သိရပါတယ်။စစ်ခွေတည်တာကတော့9កောင်လောက်ရှိမယ်။ကျွန်တော်တို့ ရေးဖို့တွေအဖြစ်ခက်မရှိဘဲနဲ့ပြန်လေးဆုတ်ကွန်နိုင်ခဲ့ပါတယ်ဆိုပြီးတော့မင်းချန်ခရံကအမတ်တိတရင်မတာဝန်ရှိသူတို့ကပြောဆိုလာဖြစ်ပါဒါကလည်းသတင်းကောင်းတစ်ခုဖြစ်ပါလေမန္တလေးတန်းကသတင်းကောင်းနောက်ထပ်သတင်းကောင်းတင်ဆက်ပေးချင်တာကတော့စကန်တန်ဝလက်ညော့နေအတွက်မှာရှိတဲ့ဂျေးဝအမြတ်ကိုစစ်ကြောင်းထိုးနေတဲ့အကျန်းဖက်စစ်တပ်ကိုကြက်ဖြတ်တက်ခိုက်ခဲ့ရမှာစစ်တပ်ဖက်မှာစစ်ချုပ်ဦးတည်ဆုံးပြီးတော့စစ်ချုပ်နေတာမဟုတ်စစ်သားအလောင်းတချို့တနက်တလဲနဲ့ခရံများကိုတင်းစီရရှိခဲ့ကြောင်း လွေဦးအောင်ပွေဒိုလိုင်းရအစုမှတာဝန်ရှိသူတို့ကပြောဆိုပါရတဲ့ညီကောင်တွေကတော့ကျွန်တော်တို့အာကျွန်တော်တို့ဂျာဖြတ်တက်ခတ်တာစုစုပေါင်းစစ်ခွေ16ကောင်တည်တယ်လို့ပြရပါပြီဆိုတီစစ်နှစ်ကောင်နဲ့စစ်ခွေ၄ကောင်တည်တယ်တဲ့အဲ့လိုပြရပါတယ်စစ်အခွေလုံးတစ်လုံးတော့ရတယ်ဗနက်ကလေးနဲ့ရခဲ့ပါတယ်စစ်ခွေတွေကဖန်ဆီးထားတဲ့ပီတူ၄ဦးကိုလည်းကြေထောက်နိုင်ခဲ့ပါတယ် စက်ကွက်တွေကပြည်သူကိုဖန်ဆီးထားပြီးတော့တစားကန်ဖြစ်လုံးနေပါတယ်ဆိုတရားကိုကျွန်တော်တူလိုင်းတဖို့တွေကကြေထွန်းနိုင်ခဲ့ပါတယ်နောက်တစ်ခုသတင်းကတော့ဒီစကန်တန်းကပဲတော်တော်လေးကိုသတင်းစုတစ်ခုဖြစ်ပါတယ်ဒါကသတင်းစုဆိုတာကစစ်တရေယူမာမှုကြောင့်ပြည်သူတည်ဆောင်းနေရတဲ့အကြောင်းဖြစ်ပါတယ်ဘလောက်ထိယူဆလဲဆိုရှင်စကန်တန်းကဲမလို့မြော့နေဆန်ပေနန်အသားယွာ resources ကစစ်စေးရဲ့ကမှစစ်သားများကအသက်16နှစ်အရွယ် မရင်ရွံလက်ကိုဗရင်ချင်းဗရင်ပြုတ်ချင်းပြီးတော့မင်းရှုတက်ဖြတ်ခဲ့ကြောင်းကမ်ဘလူခရံအမတ်တုံး PDF တရင်ခေါလန်ရေးတာဝန်ခံကပြောဆိုပါတယ်တဲ့ဒါကတော်လက်ကိုစစ်တွေယူမှာမှုကိုကျွန်တော်တို့သိရတာဖြစ်ပါတယ်နော်လူဆက်ကိုမရှိကြတော့ဘူးဆိုတော့ဒီဟာကသူတို့နအိုးကိုစစ်ခွေးတွေကဖမ်းဆီးပြီးတော့ဒနေရာစီမှာချုပ်ထားတယ်လို့သိရတယ်မရွရွလက်ကိုတော့ ဆက်ခွဲနေပြီးခွဲတွေကဗရင်ပြုတ်ကျင်ပြီးတော့မင်းရှုတက်ဖြတ်ခဲ့ပြီးတက်ဖြတ်ခဲ့တယ်လို့သိရတယ်သူတို့ကဆေဘူးမြို့ကိုအလုတ်သွားလို့ပို့လာရာကိုစံပေနန္တာယွာဝီဆိုချီစစ်စစ်ရဲ့ကမှာဖန်ဆီးခံရတာမယုံရလက်ကိုဗရင်ပြုတ်ကျင်ခဲ့ပြီးတော့တန်ပြီးမင်းရှုတက်တာတဲ့မယုံရလက်ရဲ့သူငယ်ချင်းအမျိုးသမီးကိုလည်းဖန်ဆီးထားတော့ ငါဆန္ဒကိုချစ်ပေးပါလားဆိုပြီးတော့ဒီဆိုးထီးတွေကပြောဆိုတာတွေချစ်တယ်လို့ပြရတယ်။သူတို့အလင့်မှာဆက်ပြေးလာလို့အဲအမျိုးသမီးကလွင်မြုပ်ခဲ့ဟုဆိုပါတယ်။အာလွင်မြုပ်ခဲ့ဟုဘင်္ဂလူးအာဒီကမ်ဘလူးခရံအမှတ်3 PDF ပေါ့နော်။ PDF တရင်ထောက်လန်းရေးတာဝန်ခံပြောဆိုပါတယ်။ဒီကဒီဆိုးထီးတွေကအာပြောဆိုတဲ့တကားအစကားတွေဆိုလို့ရှိရင်ငါရဲ့စန္ဒကိုအာ ဖြစ်စီပေးပါလားဆိုတဲ့သဘောမျိုးအထိကိုသူတို့တွေကလောက်ဆောင်လာတာကျွန်တော်မလို့ဖြစ်စီပေးဘူးမဖြစ်စီပေးဘူးဆိုရှင်တော့ဒီကောင်တွေကယူမှာမယ်ကိုကျင့်မယ်ပြီးတော့သူတို့ကိုရင်းဆက်မယ်ရင်းဆက်ပြီးတော့သူတို့လောက်ချင်တယ်လောက်ပြီးတော့တတ်ဖြတ်မယ်ဒီလိုမျိုးကိုလောက်တာဖြစ်ပါတယ်အမျိုးသမီးတအုပ်ကိုလည်း main ရှုရင်းရက်ဆက်ကို main ရှုခဲ့တယ်အာဘရတ်အတ္တမပြုခြင်းခဲ့တော့တိုင်းတို့ကြားသိရပါတယ်တော်လေးကိုစစ်မကောင်းဖြစ်ရပါဒီလိုမျိုးတိုင်းတို့ကြားရတာကတော့เนาะဒါကတော့တစ်ခုနောက်တစ်ခုကကျွန်တော်တို့အခုရင်းဟုတ်ဖြစ်နေတဲ့ အာဒီမိုးကုန်နဲ့ပတ်သက်ပြီးတော့ဗောနော်မိုးကုန်နဲ့ပတ်သက်ပြီးတော့အခုသူလိုင်းရညာစုတွေကလောမကိုသတင်းထုတ်ပြန်တာကိုကျွန်တော်တွေ့ရပါတယ်ဒါကတော့ဒီလိုင်းဆုတ်ခွာမဲ့ DNL ဆုတ်ခွာမဲ့မိုးကုန်မြို့ကိုပြည်သူ့ကကိုရစ်တက်မလို့ဤတရင်တက်ဖွဲ့မြအားလုံးကပိုးပေါင်းကာကွယ်မေဟုကာကွယ်မေဟုအကြီးငယ်ချက်မြကိုစစ်တပ်ကို ထောက်ပြလာပါတယ်လို့သတင်းတွေကြားသိရပါခုဆိုလို့ရှိရင် DNL ကအာသူတို့တင်ပတ်ထားတဲ့ မိုးမိနဲ့မိုးကုတ်ကိုပြန်ပြီးတော့ဆုတ်ခွာမယ်ဆိုတဲ့သဘောမျိုးကိုတရင်တွေမှာကြားသိရပါတယ်ဆိုတော့သူတို့ကိုတိုင်ကလည်းထောက်ပြလာတယ်ကိုတွေ့ရပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့လိုင်းတဲ့ဖို့တွေကမန္တလေးတန်းကမိုးကုတ်မျိုးကိုပြန်ပြီးတော့ကာကွယ်နိုင်ဖို့ကြိုးစားနေပါတယ်ဆိုတော့ဒါပြင်ဒီနေ့နည်းနည်းပါကြဲရတာကတော့မနေ့ကကြဲရတာကတော့ KNA ကချင်းလွတ်လည်ရေးတပ်အာကချင်းလွတ်လည်ရေးတပ်ပါဘောနော် KNA နဲ့စစ်ကောင်စီကရစ်စစ်ကောင်စီကလည်း ဆွေးနွေးဖို့အဝတ်တုံငင်မှုတွေရှိနေတယ်လို့သိရပါတယ်ဒါကတော့အတီယုံပြနိုင်ဖို့သတင်းတွေမှလည်းမတက်လာသေးဘူးညကတချို့လူတွေဖက်ကနေပေါ့နော်ရေးသားတာကိုတွေ့ရပါတယ်ဆိုရှမ်းဖက်ကသတင်းပေါ့နော်ရှမ်းဖက်ကသတင်းတွေပြမှာရေးသားတာတွေ့ရတဲ့အတွက်ကြောင့်ပြီးပြီးတော့ထက်ပြီးတော့ပြောပြခြင်းမဖြစ်ပါလေဆိုတရားရေးကလည်းဆော့ခွာတယ်ကိုကြည့်မှာစစ်တပ်နဲ့ဒီကျန်ရေးကဆွေးနွေးဖို့သဘောတူမှုတွေရှိနေတဲ့နေရာကိုရွေးနေတော့ပဲဆိုပြီးတော့ကြရတယ်ဆိုတော့တရားကတော့ဟောမဟုတ်ကတော့ဒီပြောနေတရားကိုကျွန်တော်ပြည်သူတွေကို အာဘယ်လိုပြောမလဲဒီနေ့ကြည့်ရတာကိုပြင်ပြီးတော့ပြောပြရပြင်ချင်းဖြစ်ပါတယ်ဗောနော်ဒါကတော့တခုဆိုတော့ဒီကတော့ဒီနေ့မနေ့ကမှရရှိထားတဲ့သတင်းတွေကိုတက်နိုင်တယ်လို့ဗောနော်ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်နောက်မှာကျွန်တော်စုဆောင်ထားတဲ့ဗီဒီယိုခံကိုတခုကျွန်တော်စုဆောင်ထားရှိပါတယ်ပြင်ပြီးတော့ကြည့်ရအောင်ပါဆိုတော့ဒါကတော့ဗာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့ပြည်သူတွေကိုအကျန်းဖက်စစ်တပ်ကဘလူတွေလဲဆားခဲ့တယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးပြီဆိုလို့ရှိရင်လောင်းဝတ်ကိုနားလည်တော့မယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖက်ကပြောတာလည်းမဟုတ်ဘူးဟုတ်ဖက်ရကုတ်မှာရှိနေတဲ့ ယုံရည်ဆိုတဲ့ကုမ္ပဏီကပြောတာဖြစ်ပါတယ်။ဒါကတော့စစ်တပ်ကကျွန်တော်ပြည်သူတွေကိုဘလူးတွေလက်စားခဲ့လေဆိုတာကိုကျွန်တော်မင်းစေချင်လို့ဒီရုပ်ကပွဲကစစ်တပ်ကဘာလို့အာအတင်းအရမကိုရုပ်ရုပ်ကပွဲကိုလော့စေလော့ချင်တာလေ။ဘာကြောင့်လော့တယ်လဲဆိုတာကိုလည်းသိစေချင်ပါတယ်။ကျွန်တော်တစ်ချက်တော့ကြည့်ကြည့်အောင်ပါ။ကြည့်လေဟိုပြည်ခိုင်ဖြိုးနဲ့စစ်တပ်နဲ့ဆိုတော့ဒါမှမဟုတ်စစ်တပ်စစ်တိုက်တာမြင်ဘူးလား။စစ်တပ်တက်ပြောင်းတက်ရွှေ့မြင်ဘူးလား။မြင်ဘူးကောစစ်တပ်ကတက်ပြောင်းတက်ရွှေ့လို့ရှိရင်ရက်ဝက်နဲ့သွားလား။ နော်ရက်ဝင်းနဲ့သွားအေးအေးရက်တောင်တက်ရှိတွေ့ဘူးလားအေးအေးကလည်းဒီလိုပဲတိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်သူရက်ဝင်းတွေနဲ့ယူဆုံးကြွာသားတွေကိုမွေးတာမွေးပြီးတော့မလက်နဲ့တော့ကရောက်လာထို့တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့လုပ်တဲ့ပုံစံကပြည်ခိုင်ပြိုးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးတော့စေးရင်ချုပ်ပြီးလွတ်ပေးလိုက်တာပဲရေးချုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတော့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုတင်ရလို့ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတာပျက်စီးနေတာအမှန်ပဲ တော့ PDF ကလည်းမြောက်တည်တဲ့အတိုင်းပါဗျာနော်နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးဆုံးရသားတွေပဲလွတ်တာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲအခင်ဗျားတို့ view ဟာအတိုင်းပဲစစ်တပ်ကပြန်တုံးတာနိုင်ငံရေးမှာလည်းအခုအိမ်ချူပြီးဘောင်းချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူးမတိခိုင်ချူတဲ့မှာအကုန်လုံးရေးရေးကြုံကာချုပ်ကတစ္ဆာလေးချက်ထားဆိုအကုန်ထားဆိုပါဒီခိုင်ပြုတ်ကုန်လုံးထားဆိုအဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို အဲဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါပြပြောရမယ့်အရာတော့မဟုတ်ခင်ဗျားတို့ကလည်းလိုလိုလတ်လတ်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာအောင်ပါပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစိုးတွေကြီးကောက်ပဲပြောနေကြတာအင်းဒါမဲ့ ဲဒါမဲ့ခင်ဗျားတို့အရေးအယံတွားနေတဲ့ပုံစံလေးသူ့လူကျင့်ကြံပုံလေးဟုတ်လားပြောဆိုပုံလေးကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့စစ်တပ်ຢာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင်းရလဲခင်ဗျားတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုတ်ပုံကြိုင်ပုံတွေမှာလဲနည်းနည်းလေးဝေဖန်မိအောင်မှချုပ်တဲ့ထဲဟာဟာလေးပြေးတော့မှချုပ်တဲ့ထဲဒီကျန်စင်းစားကြည့်ပေါ့ခင်ဗျားတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲ အဲ့တော့ဆန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ခင်ဗျားတို့ကဘာလုပ်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတဲ့ကလူလူလားလားထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြရအောင်မပြတဲ့တင်ကိုပြေးထွက်ချင်တတလုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နှစ်ဖက်လုံးပြင်ရမယ့်အရာမှာအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလဲအပြစ်ပြောလို့မရအောင်နော်အင်းကဲခက်ခန့်နေပြီးထောက်ခံနေပြီဟုတ်ဟုတ်အဲ့တော့အခု တက်တော်ထဲမှာကာကြုပ်ကတန်ချောင်းထိုးလို့ရှိရင်အကုန်လုံးတက်စာလေးကြထားဆုံးပဲသူတွေရောက်တယ်အဲ့တော့ဒီတက်တော်ဆိုတာစစ်တက်တော်ခေါ်မဆိုလို့ရှိရင်ဟိုတင်မခေါ်မဆိုလို့ရှိမှဒီစီရေးပြခန်းတာစီရေးပြကွေးမြင်တစ်ခုဖြစ်နေတယ်စီရေးပြကွေးမြင်မယ်အဲ့လိုမျိုးဖြစ်ရလေအောင်စစ်တက်နေနဲ့ လောလောလတ်လတ်ထွက်ခြင်းကြောင့်လည်းပြပါဗျာနော်နိုင်ငံကောင်းစေချင်တာပါ Yes ဆိုဒါကတော့ဟောဖဲ့ရဲ့ကွေမဟာတချင်းလုံးပြောနေတဲ့ပြောင်းရေးဆိုတဲ့ဘုံမောင်ပေါ့နော်ဆိုတော့ဒီထဲမှာပြောတော့တာကတော့တစ်သက်လုံးကိုအုတ်ချုပ်ဖို့အတွက်လောက်နေတာလို့မင်းမိပါတယ်လို့ဆိုပြီးတော့သူကတော့ပြောပါတယ်ဒါကတော့စစ်တပ်ကကျွန်တော်တို့အမိတမ်းပြောပါတယ်စစ်တပ်ကသူတို့တွေအမိတမ်းအုတ်ချုပ်ခြင်းလို့တစ်သက်လုံးကိုအုတ်ချုပ်ခြင်းလို့ယူကိုပွေကိုအမိတမ်းလုပ်မယ် ပြည်သူတွေဖက်ကနည်းနည်းနန်လာပဲပြည့်တတ်နန်လာပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့အာနာသိမ့်မယ်ပြန်ပြီးတော့နည်းနည်းပြည်သူတွေနဲ့စုံငင်လာပြီဆိုလို့ရှိရင်ပြည်သူတွေထင်းလို့မရတော့ဆိုရေကိုပြင်ပြီးတော့လုံးပေးမယ်ဆိုတော့ဒီလိုမျိုးကိုသူ့တို့အကြက်တလို့ဘူးလုံးလို့ရအောင်ဖန်တီဖန်တီနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အမီရန်ပြောပါခုချိန်မှာလည်းစစ်တပ်ကရေကိုပို့လုံးမယ်သူ့တို့လက်ထက်ကိုမတမတိမတာလေးနေပေါ့နော်အာဒီဟာကိုသူ့တို့ဆားလို့ရအောင်ပြောင်းစွနေတာဖြစ်ပါတယ်ခုချိန်မှာစစ်တပ်ကအာနာသိမ့်တော့ တမ်းပြိုလို့ဖြစ်နေရပြီတော်လေးကိုပြည့်စင်နေရပြီဆိုတော့ဒီဟာကစိတ်သက်အာနာသိလို့ဆိုပြီးတော့ကျွန်တော်ဒီလိုကအားလုံးကိုသိနေကြတယ်ဒီဟာကိုပြောဖြောပြဖို့ပေါ့နော်ဒီဟာကိုဖြောပြသူတို့ကစစ်ပြီးတော့အုပ်ချုပ်မှာဒါမှမဟုတ်ဒီဟာကိုဖြောပြဖို့အတွက်အစိုးရအာဘီသူအစိုးရတက်လာမယ်ဆိုပြီးတော့ဝါရဖြန့်နေကြပါတယ်ဆိုအခုဆိုလို့ရှိရင်လည်းတရားမြတ်တမှုရှိတဲ့ရုပ်ကိုပွဲဆိုပြီးတော့အမိရအောင်နေကြပါတယ်နေ့နေ့ပါတော့မဝေဖန်လို့မရဘူးအုံးမိုက်မှာတော့မဟာဟာတော့ ။ဥပမာမပြောနဲ့လိုင်းမတော်မဟဟတော်ဘေးလို့မရတဲ့အချိန်မျိုးဒီရကတရားမြတ်တာမှုဆိုပြီးအုံနေကြပါလေ။ဒါကျို့အာဒီအနုပညာရှင်ဆိုလို့ရှိရင်လည်းဒီရကလော့သိမ့်ပါတယ်။ဟာနိုင်ငံတို့အတွက်ကျွန်တော်လုံးနေပါဆိုပြီးတော့အော်ဟစ်နေကြပါဟဟတောင်ပြီးလို့မရဘူးပြီးရင်သူတို့ဝေဖန်နေတဲ့နေရာတော့မအသေးပြီးလို့မရဘူးဒီလောက်ထိကိုဖြစ်နေတဲ့နိုင်ငံကြီးမှာဒီမိုကရေစီတော့ပါတော့နေရာတော့ကမင်းတို့တွေကိုကျင်းထစ်နေတာပဲဆိုတော့ဒါကအများကြီးပြောစရာမရှိဘူးပြောစရာကိုမလိုတာ အားလုံးသိရမှာလို့ဆိုရှင်ဓမင်းစားတယ်ဆိုရှင်ဒီစစ်တပ်ရဲ့လုံနေတဲ့ဟာကဘာအတွက်လုံနေတာလဲဆိုတာကိုလည်းအခုလုံနေတဲ့ပုံတွေနဲ့လုံဖို့အာနားလေဖို့လိုတယ်နားလေလိမ့်မယ်ဆိုတော့ဒီကကတော့ဒီနေ့ရဲ့ဒီနေ့ခင်းမှာကျွန်တော်ရရှိထားတဲ့သတင်းတွေကိုတန်းတန်းတော့ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတဲ့တို့အားလုံးကိုလည်းကိုယ်ကြံပါချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ thank you